ဘက်ရက်ွက်ကဖွက်နှက်ခွေးဆက်ဖောက်ထားတဲ့ဖွက်ခွေးကြော်မျိုးခွေးရတော့တရားစွဲကန်ထိတော့မယ်နော်သူကအတေးပြောင်းလဲတပြိုးတော့လုလိုက်ကအကြံပေးလိုက်ဒါမှလျှောက်ပြောဘလုတ်စတာလျှောက်ပြောရှာရုံးစီလိုက်ဘလုတ်စတာလျှောက်ပြောနေတာလေရှက်တော့ငနေငိမ့်ကောကဲကြည့်နော်အဲ့ဒါသူတို့အချင်းချင်းပြောတဲ့စကားစဉ်းစားကြည့်နော်ဒါဒါသူပြင်ရနေတဲ့ဒီတန့်ဖို့ပါဒီစစ်တပ်ကဒီဒီအတိုင်းကဒါသူတို့ဘုံမအတိုင်းဝိုင်းနော်အဲ့ဒီအချင်းချင်းတောင်မှသူ့ကိုပြောရတာကြည့်ပြောတဲ့သူကတဖြစ်မဟုတ်ဘူးနော်ဘူးလက်လားဆိုရင် ဘူးလက်လဆိုရင်တော့ဒူမျိုးတော်မှတို့ကိုအဲ့လိုပြောတယ်ဆိုတော့ဒီကျော်မျိုးမင်းရဲ့အဆင့်အတန်းအချင်းအရင်ချင်းကိုကြည့်ပြီးတော့လားနော်ကိုပြောစရာမလိုဘူးကြည့်ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘောမအချင်းချင်းကြိုက်ကြမဲ့ပွဲကြီးကိုတင်ဆက်ပေးလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဟုတ်ကဲ့ဖို့ခွေးကျော်မျိုးခွေးရတော့တရားစွဲကထိတော်မယ်နော် အဲ့တော့အခုနောက်ပိုင်းမှာဒီစစ်တပ်ဝါဒဖြန့်တဲ့ဒီလင်းငါးကောင်ပေါ့နော်လက်ဆက်ချောင်းတော့မပြေလက်ငါးချောင်းတော့မပြေဘူးအဲ့ဒီအဓိကတော့ကြော်မျိုးခွေးတို့ဟမ်ဟိုဝက်လီကြော်စိုးနွားတို့အဲ့အဲ့ဒီကောင်တွေပြီးရင်အဲ့ငထေးင်းတို့ပိုင်ရဲကိုတို့မင်းနိုင်ယူပိုင်ရဲကိုတို့အဲ့ဒီကောင်တွေအဲ့ဒီကောင်တွေကအခုကဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့လုံးဝ opposite လုပ်ပြတာဘာလာလာအကုန်မှန်တယ်တို့ဘတ်လုပ်တယ်များဘာလုံးလို့အကုန်မှန်တယ်တစ်ဖက်ရန်သူဆိုရင်လုံးဝမကောင်းကြောင်လေးကြောင်စားပြတခါတော့မျက်နှာအပွေးတက်ဖြစ်တာအဲ့ဒီထဲမှာအစိုးဆုံးတော့ဒီကြော်စိုးဦးနဲ့ကြော်မျိုးမင်းပေါ့ကြော်မျိုးမင်းဆိုရင်မင်းမလောင်မင်းမချမ်းတဲ့နော် တူချက်ကိုကြည့်ပါအဲ့ဒါကိုဒီနေ့သူပြောလာတဲ့သတင်းတစ်ခုရှိတယ်ဘုချုပ်ခွန်မော်ကိုသူကဘယ်လိုဖြစ်လဲအလိုက်ဟိုဗာကတ်တုံးပါမော်အဲနောက်သူဆိုအပုံးအပုံးစိတ်ဟုတ်လားအဲဘုချုပ်ခွန်မော်ကိုသူကကတ်တုံးခွန်မော်တဲ့ဟိုစိတ်ကအချောက်စိတ်အပုံးစိတ်တူချက်ကိုကြည့်နော်ဘုချုပ်ခွန်မော်လိုတော့မှဘုချုပ်ခွန်မော်ဆိုတဲ့ပုံကဒလောက်တည်ရင်နဲ့ဥပဒေရောက်ရှိတယ်နော်မျက်နှာကိုကြည့်လာတဲ့ဘယ်လိုပြောသူမျက်နှာရှင်းလင်းတယ်ရှင်းကြည့်တယ်စကားပြောတဲ့နေရာမှာအေးအေးညောင်းညောင်းရင်ကြီးကြီးပြောတဲ့ပုံကအဲ့လိုပုံကမျိုးတော်မှသုံးစားလို့မရအောင် ရုပ်မှာစော်ကားတဲ့တော်စိုးဦးအဲ့ကြောင့်မျိုးမင်းနော်ဟိုနည်းနည်းလေးလေးတူတီတူတက်ဟိုပြောလိုက်လို့ကျွန်တော်ကသူပြောလိုက်ပါပြောလဲဆိုတော့အဲ့မစီရတဲ့ဘလောက်ကောင်းတဲ့အဝတ်အစားကိုဝင်တဲ့လူရုပ်မပေါဘူးတဲ့ဘလောက်ပဲကောင်းတဲ့အဝတ်အစားကိုကျွန်တော်ရုပ်ကလူရုပ်မပေါဘူးဟုတ်ပါလေကျွန်တော်လည်းကျွန်တော်ရုပ်ကိုကျွန်တော်ချောပါတယ်လှပါတယ်မင်းသားလားလောက်ချောပါတယ်ဆိုကျွန်တော်လည်းမပြောပါဘူးအဲ့တော့ကိုယ့်ရုပ်ကိုတိပါတယ်လူချမ်းရုပ်ကကျွန်တော်အမြဲပြောပါတယ်နော်အမေတာချောလို့ဟုတ်တယ်ကျွန်တော်တို့ကလူချမ်းရုပ်တွေ ော်မိန်းကားကြီးဘလောက်ဆက်တယ်လမိန်းကားကြီးကိုပေါ့နော်ဒါပေမဲ့ချင်တတ်တယ်မဖြစ်ဘူးကိုယ့်ရဲ့ယောက်ျားဖြစ်တည်မှုယောက်ျားဆိုတာကျွန်တော်တို့ကြားရလို့ဟိုပြတ်ပြတ်လတ်နဲ့နောင်နောင်ကြောက်တောက်တိတ်တိတ်ရှိရမယ်မမချာချာရှိရမယ်နော်ပေါက်ပန်းလေးစသူများတစ်ခါမဟုတ်ကဟုတ်ကဆွဆွဲပုတ်ခတ်လီစဲလို့စိတ်ကမရှိအောင်ယောက်ျားမှိုင်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 းနဲ့လှုပ်ရဲကင်ရဲဖြတ်ရဲတိုက်ရမယ်ဒါယောက်ျားရဲ့ပင်ကိုစတိုင်နော်အေးသူများပေါ့မဟုတ်တာမပြောနဲ့မဟုတ်တာမလုပ်နဲ့ကိုယ်လာလို့လည်းနည်းနည်းမှမခံနဲ့အဲ့ဒါယောက်ျားစိတ်ကကျွန်တော်တို့ခံရင်ကြည့်လေနော်အဲ့တော့ကြော်မျိုးနေလို့ကောင်းမျိုးကကျွန်တော်အဲ့လိုပြောလဲဆိုတော့ကြုံပြီးတော့အကျင့်လိုက်ပါနော်စိတ်သက်ကြည့်ပေါ့ဗျာဟုတ်တယ်မလားအခုလည်းအဲ့ဒီကြော်မျိုးခွေးရနော် တရားစွဲတာထိတော့မယ်တဲ့စွဲတာတစ်ခါဆိုလေကြီးွားတယ်မလားနော်အဲ့ဒါပြောတာနည်းနည်းပဲတည်ရှောက်ပြီးတော့ဟောအာအများကြီးတည်တယ်လို့လို့နော်ဟိုတင်းတမလေးတယောက်ဆိုလေတကားပါလေဘူးလက်ဖက်နော်တွေ့တယ်မလားဘူးလက်တော့ပြန်ဖက်ဆိုစဉ်းစားကြည့်ဘူးတင်းတမလေးတယောက်ဆိုတခါရတော့မယ်ဟုတ်လားသူတေတာတစ်ခုကပုဂ္ဂိုလ်ကြီးဒါဒုနေနေမာဒီယောဂဝေဝိုင်းလို့ပေါ်တူပါတယ်ပါတော့ခင်ဗျာခင်ဗျာနေနေတရားလုံးပါညာအဲကောင်ပါတော့ဟိုတယ်ဝေထားတယ်ပါညာဟာဟိုတယ်ဝေလာကျွန်တော်တို့ဘာမှမဆိုင်ဘူးနေဝေလည်းတော့တယောက်ကျွန်တော်ကဘာမှမဆိုင်ဘူးလားကျွန်တော်တို့ ီသားစုကိုတက်တက်တက်ခါချတာဟာကျွန်တော်တရားဆွဲတော့မယ်တို့ကလာပြောတယ်တို့ဟောတနာပါတယ်လို့ဟာတနာပါတယ်နော်ဘူလက်ကြီးစိတ်ကောင်းရှိတယ်ဆန္ဒဟောက်ကြီးတိလာဟောတနာပါတယ်လို့ဟမ်ဒီစားမေးမြန်းမေးမြန်းပြီးလောက်တာတော့ပုံကူကြကျွန်တော်လည်းကလည်းပြောလိုက်ပါလေအဆွဲမဲ့ဆိုတော့တကူနဲ့မဆွဲနဲ့နောက်ခုနဲ့ဆွဲလို့တကူကဟာတနာပါတယ်ဆိုတော့ဆွဲမဲ့ဆိုတော့တကူနဲ့ဆွဲနောက်ခုတကူနဲ့မဆွဲနဲ့နောက်ခုဆွဲထားတာကြောက်ကြီးနော်တကူကအတီးရဖြတ်မှုနဲ့ပြောတော့လုံးလိုက်လို့အကြံပေးလိုက် ဒါမှလျှောက်ပြောဘလို့စက်တက်လျှောက်ပြောမရှာရုံးရှိလိုက်ဘလို့စက်တက်လျှောက်ပြောနေတာလေရှက်တော့ငါနဲ့ညင်တော့ကဲကြည့်နော်အဲ့ဒါသူတို့အချင်းချင်းပြောတဲ့စကားစဉ်းစားကြည့်နော်ဒါဒါသူဖိရက်နေတဲ့ဒီကျန်းဖို့ပါဒီစက်တက်ကဒီဒီအတိုင်းပဲဒါသူတို့ဘုံမအတိုင်းဝဲနော်အဲ့ဒီအချင်းချင်းတောင်မှသူ့ကိုပြောရတာကြည့်ပြောတဲ့လူကတဖြစ်မဟုတ်နော်ဘူးလက်လားဆိုရင်ဘူးလက်လားဆိုရင်တို့မျိုးတောင်မှသူ့ကိုအဲ့လိုပြောတယ်ဆိုတော့ဒီကျော်မျိုးမင်းရဲ့အဆင့်အတန်းအချင်းအရင်ချင်းကိုကြည့်ပြီးရောလားနော်ကိုပြောစရာမလိုဘူးကြည့်ပါဟုတ်နော်နည်းနည်းလေးတင်းတပါးဆိုတာကာကာနာနာကာငယ်ကာကြီးနာငယ်နာကြီးပါ ဒီလိုမပြောရှောင်းမပြောနဲ့အင်းဘူးထဲ့တာတွေ့လားထဲ့သွားကြောင်းလို့မင်းဒီဟာရုပ်ရောက်ကရောက်နေညာဆိုတော့ကောင်းပြီလေနော်ညာညာပြောတာအဲ့လာပြောနော်ဘာဟုတ်ပါ့မကျွန်တော်အဲ့အဲ့လာပြောတာဒီကကျော်မျိုးနွားဆိုတဲ့ကောင်လေးဒီတော့တင်းနှမကောင်လေးပေါ့နော်ဘူးလည်းပြောတာပဲအဲ့အဲ့လာပြောတာတရားဆွဲတာထီတော့မယ်ရှာယုံချင်တဲ့ shop ပြောလို့တကယ်ပဲနော်အခုဆိုရင်ဒီနေ့ကျော်စိုးတင်ထားတဲ့ video file တခုဆိုရင်အဲဟိုကြားမဲ့အဖွဲ့နော်ဒက်တိုက်ကားတို့အဖွဲ့ပါတဲ့ ခွဲလို့ပြီးတာခွဲလို့ပြီးတာဒီကောင်ကတကယ်ခွဲလို့ပြီးတာအတန်ဟောက်လို့ပြီးရုပ်ကလို့ပြောဟာဒီကောင်တတိကျိုးတဲ့ကျိုးလိုက်တာဟမ်အော်မတိလို့ရှိရင်လေဒီစကမ်းတွေတိတ်ငန်ထိတာလို့စစ်သားတွေအပေါင်းလိုက်ဆုလိုက်တက်ခံထိတာလို့ဟမ်ပြီးရင်အလင်းတွေအလံမျိုးထောက်ပြီးတတိတန်းကြီးအလင်းဝင်တာလို့သူတို့ဘက်ကလူတွေကမဟုတ်ဘူးဘယ်တော့မှပြောမှမသိဘူးဟာတကယ်တကယ်တကယ်ကျဆင်းသားမနိုင်သွေးသွေးကြည့်လိုက်ရင်အမလေးတက်ရောက်ထားတယ်ဟမ်တလောက်ခွက်ခွက်လန်အောင်အာနာသိမ့်နေတာဗျာနော် ်ခင်မီလက်နဲ့အပြည့်အစုံလေးရင်ရင်ကုန်တင်းမောကအစဒီသက်စစ်တင်းမောအစုံနော်ခင်မီလက်နဲ့တန်ချက်ကကအစတပြစ်စစ်ကားဘလူကားယူမယ်နော်အဲ့ဒါကိုခင်မီပစ္စည်းကတိရလက်နဲ့ခဲရန်အပြည့်အစုံစစ်တီတော့ငားသိမ်းရှိတဲ့ဒီ standard army တစ်ခုလုံးကိုမောင်းပိုင်စီးပြီးတော့နော်ဘာလက်နဲ့မှမရှိတဲ့ပြည်သူရှင်ကနေအာဏာကိုလွတ်တာငားသိရှိပါလိမ့်နော်နိုင်လာလားမင်းတို့ရှိပြီးသားနေပြီးတော့ဆုံးရှုံးလာတာ နိုင်ငံအဲ့အော်ဒီသင်းမှာနိုင်ငံတွေဆုံးဆုံးလို့နိုင်ငံနာကထောက်ခံမှုရတာမေးလိုက်တော့လေမြန်မာပြည်ကိုတက်တက်လောက်ပုတ်ပြီးဆုတ်တယ်ပြုတ်နေလို့ဆရာလွယ်လို့ဘယ်သူမှစောက်ပြရမတွေ့ဘူးနော်အာဆီယံလိုဟာမျိုးတော့ခွဲထက်လာအောင်တက်လို့မရဘူးသူတို့ကောင်းဆောင်ပါဖြစ်နေကြည့်နော်အခုဟိုနေကုလသမဂ္ဂမှာဆိုလဲတရားဝင်အစိုးရနာမည်ဦးဝင်းမြင့်နော်တမနာနာမည်ဦးဝင်းမြင့်အခုဒီတိလာနိုင်ငံနာနိုင်ငံပုတ်ကိုဒေါ်စန်းစုကြည်ဟမ်နိုင်ငံနာကတက်လာမှာလည်းအဲ့လိုဒီကုပ္ပလံကိုရှုံးနေတာ နော်အခု TNNN ကဟိုမှာခဏကပြောသလိုနယ်မြေတစ်ခုကိုသူတို့ပြန်ပေးရတယ်။ပေးရဆိုတာသူတို့ရှိရနယ်မြေကို TNNN ကတိုက်သိမ်းထားတာ။အခုသူတို့ကအဲ့ဒီနယ်မြေလေးကိုပြန်တိုက်ယူနိုင်လို့အကုန်လုံးမဟုတ်သေးဘူးလို့ထားတာမှတချို့တလေပြန်တိုက်ယူနေ။အဲ့ဒါကိုမတိလိုက်တနိုင်တန်လုံးတနိုင်ငံကိုတကဘာလုံးတိမ်းထားတဲ့စစ်တပ်ကြီးပုံစံမျိုးချတာ။အော်အားနာမဟာဒီလူတွေကျွန်တော်ကြည့်တယ်။ဒီကောင်တွေယူများယူနေတာမဟုတ်ဘူး။ဒါပေမဲ့မယူပါဘူး။အဲ့တော့ကျွန်တော်တို့တွေကြားခဲ့ရတဲ့အရာရှိမှလား။ဂဒါဖီနော်။ဂဒါဖီကတော်ရယူ ဖလာဗီနဲ့တေကန်ကြီးမှာကမာလိုက်ပတ်တာအားတွေ့တယ်ရုရှားနဲ့သူတို့သွားတာယူရုရှားနဲ့သွားပြီးအဲ့လိုပဲဂုံပြူအဲစုတွေယူအောင်နိုင်ငံခေါင်းဆောင်နဲ့လိုက်တွေ့ဒီနိုင်ငံခေါင်းဆောင်နဲ့လိုက်တွေ့အဲဆက်တက်ဖြစ်နော်မျိုးစုံလုပ်တာပဲအဲဂရာဖီရဲ့ပြန်ချိုင်းဆိုတာအဲ့လိုပဲဟဲ့ဒါဒါဒီတော်လိုင်းရေးမှာကြဆုံးသွားတဲ့အာနာရှင်နိုင်ကိုပြန်ကြည့်ပါအာနာရှင်တွေရဲ့နောက်လိုက်အောက်ဆွဲနေတာဘယ်လိုအရေးရှိနေလဲဆိုတာတော့အဲ့လိုဖြစ်မှရပါဘူးအမင်းကလည်းနောက်လိုက်နောက်ဆွဲအောက်ဆွဲနေအဲ့ဒီတော်မျိုးမျိုးတို့ကြော်စိုးမှုတို့ပုံစံမျိုးဖြစ်နေမှရပါဘူး အဲ့လိုမဖြစ်ဘဲနဲ့ကျွန်တော်ကိုယ်တွေလိုမျိုးကမ်းမန်းဟုတ်မလားခင်ဗျားကျွန်တော်ကိုယ်တွေလိုမျိုးဟုတ်မလားမောက်တာကိုမပြောရည်ဘူးပြောတော့မှတွတ်ဆုပ်တွတ်ဆုပ်ပြောမယ်မောက်တာကြီးပြောမှလေဟုတ်မလားဟိုဘယ်လိုပြောပြအဲ့လိုမျိုးဆိုရင်မရဘူးလေသူကလုံးဝတပိုးကြီးကိုလက်မုံစီးပြန်အောင်ပြောပြတာဟိုစင်တော့ကြီးတဲ့ဟာကြီးဆိုရင်သူတို့မလို့အဲ့ဆိုဘာမှမရှိတဲ့တန်းတော့ပြန်အောင်ပြောပြတာအဲအဲ့လိုမျိုးဒါအာနာရှင်တွေရဲ့ပြန်ချားရေးတွေလော်ဘီတွေထုတ်ဆက်ညတိတော်လိုင်းဒီကမ္ဘာတော်လိုင်းရေးတွေညတိနော်အဲ့တော့ကျွန်တော်ကြည့်တရားကြားအာပြောတာတော့ပြောတာတော့မှနော်အော်သူတို့တွေကနိုင်လို့ရှိရင်ဘယ်လိုနေမလဲမသိဘူးလို့ နော်စိုက်ဝါမျိုးစုံအခုလည်းလက်ရှိဒီရွက်ကပွဲမှာတို့ကသားအရေးကြီးတယ်ရွက်ကပွဲတို့ကနောက်ဆုံးကြည်စံတို့မှအဲ့ဒီကတောက်ပဲရှိတော့အဲ့ဒီနောက်ဆုံးဆိုတဲ့ဒီကြည်စံကိုကောင်းကောင်းထည့်ပြီးတော့ရန်သူစကားတက်တဲ့ကိုခိန်းကိုချမှာအဲအဲ့လိုမျိုးအဲအဲ့ရွက်ကပွဲအဲ့အဲ့ခိန်းဆိုချမှာဆိုတော့အဲ့ဒီခိန်းဆိုချမှာတေးတေးချာချာကိုအနိုင်နဲ့ပိုင်းနိုင်ဖို့ဘာလဲလို့လဲဆိုတော့ရွက်ကပွဲကိုနိုင်ငံတကာလက်ခံမှုရအောင်တွင်းလို့ရတဲ့ခေါင်းဆောင်မှန်တယ်များအိမ်သာဆောက်ကဆက်လိုက်တွေ့တာဟမ်မြောက်နိုင်ရတယ်အိမ်သာဘယ်တွေ့ပဲတေးအောင်မှာအိမ်သာဖွင့်ပွဲလုပ်မလားအဲ့သူ့ခွန်တော့မလို့အဲ့ဒီအိမ်သာဖွင့်ပွဲကိုဘယ်လိုတွေတက်မလဲ ဲ့ကဲ့နောက်ဆုံးအဲ့တဲ့ဟိုသူများနိုင်ငံကလေရွာတကြီးဆင်းသက်လာတယ်အဲ့တကြီးသူကလည်းစတော့စတော့ဖြစ်တာဖြစ်တာဖြစ်တာပြန်ရောက်ခတ်ပြီးတော့ကဘာမှာဒီစစ်ကောင်းဆောင်တော့ချက်တည်ရုပ်ပြီးတိုက်ခါမဲ့တာမရှိဘူးနောက်သူများစစ်ကောင်းဆောင်တွေအဲ့လိုပြန်ရောက်မခတ်ဘူးအဲ့ဒါဒီအစိုးရ၅နှစ်တက်လာတယ်ဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြတ်တို့ဦးထင်ကျော်တို့ကဘာပတ်တဲ့တန်တမန်အခင်းချင်းပုံစံမျိုးနဲ့အခုမင်းအောင်လိုက်ကြွားနေတဲ့တန်တမန်အခင်းချင်းပုံစံမျိုးကြည့်ရှက်ဖို့တော့ကောင်းတယ်ဘာဘလောက်ပေါ်လဲဆိုတော့နေ့ကျွန်တော်အဲ့ဒီလိုပဲပြင်ပေးမယ်ပြီးလို့ရှိရင်နော်ဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြတ်တို့နိုင်ငံတကာခေါင်းဆောင်တွေတွေ့တယ်ဘယ်လိုပုံစံတွေ့ရလဲ ဘယ်လိုပုံစံဆက်ဆက်လဲဘယ်လိုပုံစံစကားပြောလဲကိုယ့်ဘက်ကလည်းဘယ်လိုပုံစံတုံ့ပြန်လဲအခုမင်းအောင်မှန်တူသွားလို့ရတယ်တယောက်နဲ့တစ်ချောင်းသွားတယ်ဘယ်လိုပုံစံသွားရလဲဒါသူ့ကိုထောက်ခံနေတဲ့အဖွဲ့တော့ဘယ်လိုပုံစံလိုက်လုပ်ကလဲအဲ့ဒါတွေကလေနိုင်ငံထိတာပြက်နိုင်ငံထိတာကျွန်တော်မင်းအောင်နိုင်အဲ့လိုဘယ်နဲ့ပြောတရားမှုဖြစ်အောင်ပြည်တွင်းမှာအဲ့ဒီနိုင်ငံတွေကတို့တရားဝင်မှုဖြစ်အောင်ကျွန်တော်ရွေးကောက်ပွဲလုပ်ပါမယ်ကျွန်တော်ရွေးကောက်ပွဲအတိမတ်ပြုပါအဲဒီချက်တစ်ခါပြောမယ်ဆိုဒီပုံစံမျိုးအဲ့တော့ဒီရွေးကောက်ပွဲကိုတရားဝင်ဖြစ်ဖို့အတွက်က ကံကောတွင် မီးလောင်ထားသည့်နေအိမ်ကိုတန်ရှင်းရေးပြန်လုပ်ရင်ဒရုန်းဖြင့်ဘုံကျဲခံရကပြည်သူတအုပ်သေးဆုံး၃ဦးဒဏ်ရာရမကွေးတိုင်းကံကောခရိုင်တင်တော်ရွာကပြည်သူ၄ယောက်သူတို့ရဲ့မီးလောင်ထားတဲ့နေအိမ်တွေကိုတန်ရှင်းရေးပြန်လုပ်နေချိန်ပြူစောတိအဖွဲ့ကဒရုန်းနဲ့ဘုံကျဲခဲ့တာကြောင့်တယောက်သေဆုံးပြီး၃ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ အောက်တိုဘာ၂ရက်နေ့မနက်ပိုင်းမှာတင်တော်ရွာဒေတာခန်လေးယောက်ဟာမီးလောင်ထားတဲ့နေအိမ်နဲ့ခြံဝန်းတွေကိုတန်ရှင်းရေးလုပ်နေချိန်မြောက်ခင်ရမ်းရွာမှာရှိတဲ့ပြူစောထီတွေက drone နဲ့ဘုံတိကျဲချခဲ့တာဖြစ်ပါတယ်။ တည်ဆုံးတာကအမျိုးသားသူ့မိမကလက်ဖြတ်ရမယ်လို့ပြောတယ်။နောက်ထပ်နှစ်ယောက်ကတော့ဆေးရုံတင်ထားတယ်။လောလောဆယ်ဆေးရုံတင်ထားရတဲ့သူတွေကတော့အသက်အန္တရာယ်မစိုးရိမ်ရဘူး။သူတို့လည်းကိုယ်အိမ်သူ့အိမ်ပြန်ပြီးမှတန်ရှင်းရေးလုပ်တာပေါ့။မိလောင်တဲ့ဟာလီတွေပေါင်းတွေပါတွေသွားခုတ်တာလို့ကန်းကုန်းမြောက်ပိုင်းဒေသခံတယောက်ကမောင်းကိုပြောပါတယ်။မြောက်ခင်ရမ်းရွာနဲ့တင်တော်ရွာဟာ တမိုင်ဝင်းကျင်လောက်သာကွာဝေးတာဖြစ်ပါတယ်မြောက်ခင်ရန်ရွာကပြူစောတိတွေကတင်တော့ရွာရှိနေအိမ်တွေကို2022ခုနှစ်ကတည်းကစတင်မိရှုဖြစ်စီခဲ့ပြီး2024ခုနှစ်မှာတော့ရွာလုံးကျွတ်မိရှုဖြစ်စီခဲ့တယ်လို့သိရပါတယ်သူတို့ကတော့ပြူရွာမဟုတ်တဲ့ဟာတွေအကုန်ရှုတယ်2023မှာအကုန်ရှောင်တဲ့ရွာကတမိုင်လောက်ဆိုပေမဲ့ရွာချင်းဆက်နေတာဒေတာခန်တွေကစစ်ဆောင်စခန်းမှာလည်းရှိတယ်တော်တိုက်တွေမှာလည်းရှိတယ်အလုတ်လုံးမှာစားရမယ့်တောင်းသူအလုတ်တွေရှိတာပေါ့ အဲ့ဘက်မှာကတောင်သူကအကြီးကျယ်လှုပ်တာလေးစစ်ဆောင်စခန်းမှာရေခက်ခဲရှိတော့တချို့ကတော့ရွာနာနီးတို့လေတော်တို့ရာတော်တို့မှနေကြတာပေါ့လို့အထက်ပါဒေတာခန်ကဆက်ပြောပါတယ်မြောက်ခင်ရမ်းရွာဟာပြူစောတိအကောက်နဲ့ကြေးရွာတရွာဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလတုန်းကလည်းလူငယ်နှစ်ယောက်ကိုညှဉ်းပန်းနှိပ်စက်ပြီးအရှင်လက်လက်မီးရှို့တက်ခဲ့ပါသေးတယ်။အဲ့ဒီများများမှလုံနေဖို့လိုတယ်။အဲ့ဒီအတွက်စစ်မှုထမ်းတပ်သားတွေအခုအပတ်စဉ်20ကျော်ပြီ။စစ်မှုထမ်းတပ်သားတွေက6000 8000လောက်ရှိပြီ။ဘယ်လောက်ရှိသေးလဲ ရှိတဲ့အိမ်ကအကုန်လုံးကိုလက်ရှိတုတ်တက်ထဲမှာရှိတဲ့နောက်ဆုံးနေပြည်တော်ကာကွယ်ရေးတက်ပြီးတော့ချုပ်ထုတ်လိုက်တာစဉ်းစားကြည့်နေပြည်တော်အတွက်တီးတဲ့နော်ဒီကတော့အာယုချုပ်ထုတ်လိုက်တာဆိုစင်အဲ့ဒါတွေကိုနေပြည်တော်အကုန်ဖွဲပြီးတော့ဒီစစ်မှုထမ်းဥပဒေကိုကလေးလာတဲ့ကောင်တွေကိုမြင်းဆွေးရိတ်တွေးနော်မြင်းဆွေးရိတ်ပေးရှုခိုင်းရှုခိုင်းပြီးလူစိတ်ပြောင်းလုပ်ပြီးတော့အဲ့ဒီစစ်ခွေးတွေနဲ့အတူရောပြီးတော့ဖိုးစစ်လက်ဆင်နေပြည်တိုင်းကိုရောကလည်းဆိုသူတို့ချက်ရောင်းအဲ့ဒါချက်ရောင်းနဲ့နောက်ခိုင်းရွက်ောက်ပေါ်ရောခဲ့ချင်းပါပါမှာအဲပြီးလို့ရှိရင်ဟာကျွန်တော်တို့ကတရားဝင်အစိုးရပါအဲ့ဒီလမ်းကြောင်းကိုဖြောက်ဖို့လုပ်တယ် ဲ့ဒီအတွက်ဒီကောင်တွေကလည်းဒီရွေးကောက်ပွဲမအောင်မြင်အောင်အသိကြောက်တယ်အကယ်၍ရွေးကောက်ပွဲမအောင်မြင်လို့မင်းအောင်နိုင် show me ဆိုတာနဲ့ဒီကောင်တွေကသေလူဖြစ်ပြီအဲ့ပေါ်ပြီးကျော်မျိုးမျိုးတို့ကျော်စိုးတို့ကမစင်းစားနဲ့အရေးကောင်တန်ကွာကြီးတော်လာကြီးပါလားဒီမှာဘာဖြစ်လို့လဲတော်လည်းရင်တို့အာနာရှင်ဘက်ကနိုင်လို့ဒီမိုကရေစီဘက်တော်သားတွေဆောက်ရဆံမလို့ဘူးတတိယနိုင်ငံဆိုတာဘယ်နဲ့ကဘာကူညီပေးတာဘာဖြစ်လို့လဲလူလူလူလောက်တာဟုတ်ဒီမိုကရေစီဘယ်တော့လာနေတာကိုဂျိုးလုံတာမဟုတ်တိုင်းပြည်အတွက်လုပ်တယ်ဒီအာဏာရှင်ကိုနောက်ဆုံးလုပ်ပြီးတော့တိုက်ပွဲဝင်ကြတယ်ဆိုတော့ကဘာကတိတဲ့အတွက်ဒါလို့တော်လှန်ရေးအင်အားစုတွေဆိုကဘာကတက်တယ်အခု မရောက်နိုင်ရှုံးလို့ရှိရင်နော်ရရှာဟိုရွာလေးကိုသူမျက်သားတွေ့နေတဲ့ဟိုပြည်နယ်ခွဲလေးကိုမရောက်နိုင်ဝန်နေပြီးသားအဲ့ကြော်မျိုးမင်းတို့ကြော်စိုးဦးအဲ့ဒီခွေးမင်းသားတွေကိုမရောက်နိုင်ခေါ်ရမလားဝေးသူတယောက်တော့ဟောလက်ခံတာကောင်းရရှာမလက်ခံဘူးတော့တယောက်လက်ခံတော့ဝေးတယောက်ဆိုမင်းနိုင်တော့ကောင်းရောဘာကြောင့်ကျွန်တော်ရှိမှပြောခဲ့ပြပြီဘာဖြစ်လို့တယောက်ကမရောက်နိုင်ဆက်ဆက်နေတာလဲမင်းအောင်ခလိုင်ဖို့လို့ဆက်ဆက်နေတာပေါ့ကောအဲ့ဒါလို့အာနာတိန်းထားတဲ့စစ်ကောင်းဆောင်ဖြစ်နေတယ်မြန်မာပြည်ရဲ့စစ်တပ်ရဲ့ခေါင်းဆောင်ဒီကောင်ဒီစစ်တပ်ကအခုမြန်မာပြည်အာနာကိုတိန်းထားတယ် အဲ့ဒီဘက်မေရောက်နိုင်မဆက်ဆက်တာနော်မေရောက်နိုင်နေရမှာအဲဇေချင်းခွင်းယူအမိဖြတ်ပြီးတော့လေကာကွယ်ရေးဦးစီးချုပ်အဲ့ဒီဝင်လိုက်ဒါကျွန်တော်တို့စစ်တပ်ကခေါင်းဆောင်ပါလက်ရှိကျွန်တော်တို့စစ်တပ်အနာဘိညာနဲ့စစ်တပ်မှာအမြင့်ဆုံးခေါင်းဆောင်ပါဒီအဲဇေချင်းခွင်းယူပါလို့တရုတ်ကပြောကြည့်တရုတ်ကအဲ့ဒီခွင်းကိုဖိတ်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်ကျွန်တော်ပြောတာကိုဘယ်သူငြင်းရလဲလားအဲ့ဒါဖြစ်ပဲအဲ့တော့မင်းအောင်နိုင်မို့လို့လူရောင်ဝင်တာမဟုတ်ဘူးမင်းအောင်နိုင်ကမှာခွေးတကောင်နဲ့ဆိုလဲတရုတ်နဲ့ရုရှားအဲ့ဒီနိုင်ဆက်တာနော်အဲ့တော့ဘာဖြစ်လို့လဲမင်းအောင်နိုင်အာဏာသိမ်းတာအကယ်၍မင်းအောင်နိုင်ခွေးလို့နွားလို့ရှုံးကြည့်ရှုံးကြည့်ဘယ်ဦးပြေးမှာလဲ မင်းအောင်လိုက်မိသားစုပြေးလို့ရရင်တော့မှအဲ့ဒီအောင်ဆွဲဒီကြော်မျိုးမင်းတို့ကောင်မျိုးအဆင့်ကိုရောက်ဖို့ဓာတ်ထဲမှာတပုံကြီးအဝေးကြီးလိုက်ရဖို့အဲ့တော့တတိယနိုင်ငံနဲ့ပြေးစရာမရှိဘူးဘာဖြစ်လဲအခုလိုမျိုးပေါက်ပန်း40ဗယံကတာလောက်ကျင်တိုင်းလောက်ပြောကျင်တိုင်းပြောဒီကောင်လေးအပြောအဆိုတွေကြောင့်အတက်တွေများစွာတင်ထားတဲ့လူတက်မှုတွေဒီကောင်လေးကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေဆယ်တဲ့ဒီကောင်လေးကိုလေအခုဆယ်တဲ့ပြန်ချတော့မကြည့်ဘူးဒါကြောင့်မလို့ဒီကောင်လေးကအပတ်အတန်သူမင်းအောင်နိုင်ငံကတော့ပူဆိုးနေတာဘာလို့မင်းအောင်နိုင်ငံထွက်ပေါက်ချီနေတော့ဆိုတော့မင်းအောင်နိုင်ငံမှာတချို့တွေပြောထွက်ပေါက်မှုကြီးထွက်အောင်လို့ဆိုဟုတ်တယ်နော် တရားလမ်းကြောင်းလမ်းကြောင်းရပြတ်ပေါက်မရှိတဲ့အတိုင်းနဲ့အသက်ရှင်ပေါက်ရှိနေတယ်ထွက်ပြေးလို့ရနေတယ်ဒီကောင်တွေမှာကျတော့လုံးဝမရှိတဲ့ဒါကြောင့်မလို့တို့ကမင်းအောင်နိုင်တဲ့ပို့ပြီးတော့ပဲတန်မဟုတ်တော့ဟုတ်တော့အာငါတို့ဘာဘာလုပ်လို့မှန်းလဲချုပ်ပြဆင်းပြအဲ့လိုဖြစ်နေတာနော်တကယ်တမ်းအောင်အောင်လားဒီကောင်တွေပေါ့ချစ်နော်အခုဆိုဒါတို့အချင်းချင်းတော့ထပ်ပြောလေရကြံမရှိတော့ဟမ်တော်ပြောပြောဘူးလက်နဲ့ဆိုပြောတာပြောတဲ့လူကတပြည့်ဆိုကျွန်တော်မပြောဘူးတော့ဘူးလက်ကပြောတာဘူးလက်လို့လူပြောတာရကြံမရှိတော့ပြန်ပြောခံရတယ်ဆိုတော့အဲ့ဒီကြော်မျိုးမင်းရဲ့စောက်စင်ကိုကြည့်ပေါ်ခလာဟမ်ဆက်အပြင်ပဲအပြင်ပဲအဲ့တော့ဒီကောင်တွေပေါ်ကဘယ်လောက်ပဲလို့တော့ အရေးကုန်တံခွာချင်းလွှာခံမဲ့နေရောင်ကြည့်ချင်သေးတယ်ဟုတ်တယ်နော်ကျွန်တော်တို့ကတည်ရဲတယ်ဖမ်းခံရဲတယ်သူတို့ပဲနိုင်လို့ဖမ်းပြီးဝမ်းလားတက်လိုက်ရင်ခုံနောက်တာလည်းမရဘူးတော်လိုင်းလုံးလို့ကိုစီဖမ်းခံထိွားတယ်ဟိတော်လိုင်းလုံးလို့ကိုစီတက်ခံထိွားတယ်ဘယ်ယူမဆိုင်တာဒီလားစမ်းလို့တဲ့ကို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 တေချောင်မေးပြီးမှဒီလို့လို့ပါဒါကြောင့်မလို့ဒီလမ်းကြောင်းမှာကိုရင်းထားတာအသက်တွေဘဝတွေဖြစ်တဲ့အတွက်နော်အဲ့ဒီရင်းထားတဲ့အသက်တွေဘဝတွေနဲ့တန်အောင်လို့နာမည်တစ်လုံးကိုပဲရောက်ယူမယ်နော်စီးတဲ့ဥစ္စာနေရာယာတို့တခုမှမလုပ်ကျွန်တော်တို့ ဒီတော်လိုင်းရင်းမှာကျွန်တော်လုပ်ခဲ့တဲ့အပိုင်းအခြားအတွင်းဘယ်နဲ့နှစ်ကနေဘယ်နဲ့နှစ်ထိဘယ်လိုအောင်မြင်တဲ့ထိဘယ်လိုလုပ်ခဲ့အဲ့ဒီတဲမှာတကယ်ကောင်းမွန်တဲ့အယောင်တောက်နေတဲ့နာမည်ပဲလို့ကြည့်ကျွန်တော်တကယ်ဘာမှမလုပ်ဘူးစိတ်ချဒါကြောင့်မို့လို့ဒီတော်လိုင်းကိုအဲ့ဒီစိတ်နဲ့ပဲလုပ်တာဒီကောင်မျိုးမေးတီအဲ့လိုခံချက်ရှိလားဟမ်ဒီနေ့စိုးဝင်းကမေးအောင်နိုင်အောင်အနာတိတ်လိုက်ကြည့်အာဒုတုတ်ကြီးလောက်တာမှန်တယ်ဒီမင်းအောင်နိုင်လို့လို့ဒီကျွန်တော်တို့နေအနေနဲ့ဆုံးမတာပြီးတိမ်းမကောင်းတာငါတို့အပဒုတုတ်ကြီးချက်ချင်းပြည့်မဲ့ကောင်မျိုးတွေအဲအဲ့ဒါလို့ပလီပလာခွဲသားတွေနော်တကယ်အောက်သားတွေခံယူချက်နဲ့ထောက်ခံနေတာမဟုတ်မင်းအောင်နိုင်တော့မှာရှင်းရှင်းလေး အဲ့ဒါအဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးမိတိနော်ဒီနေ့ဆိုးဝင်းရမင်းအောင်လားအနာပေးလိုက်ဒီဥပမာပြောတာဒီနေ့ချက်ချင်းဆိုးဝင်းယူဖြစ်မှာဒီကောင်မင်းဒီကောင်ကြီးအကြောင်းကလားနောင်ချင်နေပြီဒါကြောင့်မလို့ဟိုတစ်ခါကြရင်လေအဲ့လိုဗီဒီယိုမျိုးကြီးလိုက်နေတာဟိုပြန်ဒီကောင်ကြီးဘောကကျွန်တော်တနာဖို့ကောင်းမလားဒါကြောင့်ကသူတို့ပူလောင်းနေရတာသူတို့သားကြောက်နေတာတခြားကြောက်နေတာကြောက်နေတာကြောက်နေအဲ့ဒီ black tiger အဖွဲ့ကိုပြောထားတဲ့ဗီဒီယိုဖိုင်ကိုအမှကြည့်လိုက်နော်ကြော်စိုးဖြစ်နေပုံဘလောက်ကောင်းဒီနေ့မှဖြစ်နေတယ်ဆိုတာဒါကဂျိုကီချက်တွေခံချက်တွေတက်တည်နေပုံအကြောက်တည်းကကြောက်ကြံကြံနေဆိုအဲ့ဒါခွေးတဲ့ကောင်ကိုဂျောင်းတဲ့ပိတ်ပြီးရိုက် ဒီခွေးကမကိုက်တတ်ပါဘူးမကိုက်တတ်တဲ့ခွေးခွာလိုက်ဒေါက်တာကိုပိတ်ဒေါက်တာပြုတ်ရိုက်အဲ့အဲ့ကောင်ကဖြစ်နေတဲ့ဒီကောင်ကပုံစံနဲ့နော်ဒါကြောင့်မလို့တော်လန်ရင်အောင်မြင်ပြီးတဲ့နေ့အဲ့ဒီနေ့ကိုအတူတူကြုံရကြမယ်နော်အရာရှိဆုံး